မိုင်းနဲ့အမန်ဒါတို့ကဖုန်းလို့ဆက်ကြောင်းနိုးသွားခဲ့တယ်။သူတို့နေရာရက်ဆွဲကိုကြည့်ပြီးနှစ်ဖက်လည်နေအတွက်ဆူတောင်းပေးရင်အရင်ချိန်တွေကိုပြန်တွေးကြတယ်။မိုက်ကချစ်ချင်နေပြီဆိုပေမဲ့အမန်ဒါကညချမှချစ်ဖို့ပြောပြီးသူ့ကိုထိန်လိုက်တယ်။ခဏကြာမှအမန်ဒါကသူ့ကျောင်းသားတွေကိုဝမ်မုန်ကူးခြင်းကြောင့်တင်ကြားပြီးနေတော့ခေါင်းလောင်းတံမီလာပြီးစနေတနင်္ဂနွေအတွက်နှုတ်ဆက်လိုက်ကြတယ်။အတန်ပြေနောက်မှာလုံဖော်ကန်ဖက်တယောက်ကအမန်ဒါကိုအပြစ်မအချွေတောက်ဖို့ခေါ်ပေမဲ့ နှစ်ပတ်လည်နေ့အစီအစဉ်တွေရှိရကြောင်းမြင်လိုက်တယ်။မိုက်ကအကြောင်းကိုပန်းတွေနဲ့သူငယ်စင်ကဝေခဲ့တဲ့အင်ကြီးအဟောင်းတွေနဲ့ရောက်လာပြီးအမန္တာကိုအံ့အားသင်သွားစေခဲ့တယ်။စုံတွေကမြူကနေထွက်ခွာပြီးကာမဝိမကြာခင်မှာပဲသူတို့လက်ထပ်ခဲ့တဲ့စားတောက်ဆိုင်ကိုရောက်သွားတယ်။သူတို့ကဘာဂါရီကိုအရသာခန်းဆိုင်ရင်တာယာရဲ့အဆူရဲ့တခြင်းကိုနားထောင်ကြတယ်။ပြီးတော့အခန်းတစ်ခန်းကားပြီးချစ်ကြတော့တယ်။မိုက်ကနောက်တစ်ကြိမ်ထပ်လို့ချင်နေတော့မှပဲအမန္တာကခေါင်းတစ်ချမ်းကိုက်ဝေဒနာခံစားနေရလို့ရက်လိုက်ကြတယ် နောက်တနေ့အလုံးမှာကောင်းဆောင်ကမိုက်ကိုလှုပ်ဖို့ကိုင်းဖက်တရားကို ရှာခိုင်းနေမိုက်ကရှင်ကိုရုံခန်းထဲမှာတန်တန်မင်းလို့ခေါ်တဲ့ reality show ကြည့်နေရကိုတွေ့လိုက်ရတယ်။ဒါကစိတ်အားထက်သန်တဲ့သူတွေကပြိသက်ကပြီးတဲ့ငွေနဲ့ဘာမှစလို့တဲ့ reality show တစ်ခုဖြစ်ပြီးတော်တော်လေးဆိုးရပါတယ်။အခုလက်ရှိဖန်သားပြင်ပေါ်မှာအမျိုးသားတူကသူ့စီကိုသူကိုယ်တိုင်တောက်နေရကိုတွေ့လိုက်ရတယ်။မိုက်ကဒါကိုယူသွတ်တယ်လို့ထင်ပြီးရှိန်ကိုအလုပ်ကွန်ပျူတာနဲ့ဒါကိုမကြည့်ဖို့ပြောတယ်။ ကျမအမန်ဒါကကလေးတွေကိုတင်စားပြီးနေတော့ရုတ်တရက်ခေါင်းမူပြီးမေးလဲသွားတယ်။မိုက်ကအလုံးမှာဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရရှိပြီးစေယုံကိုချက်ချင်းပြေးသွားတယ်။စေယုံရတော့အမန်ဒါမှာအုံနောက်အခြေရှိပြီးဘယ်တော့မှနိုးလာတော့မှမဟုတ်ဘူးဆိုတာကို သိလိုက်ရတယ်။မိုက်ကဒါကိုလက်မခံနိုင်တာကြောင့်ဆရာဝန်ကအမန်ဒါကိုကူညီပေးနိုင်မဲ့စမ်းသက်လို့ထုံလို့နေအစ်တစ်ခုအကြောင်းပြောပြတယ်။ဒါပေမဲ့အနည်းအချို့တော့ရှိနိုင်တယ်။ နောက်ပိုင်းမှာ Mike က3မိနစ်နဲ့ Amanda ကိုအဖော်လုပ်ပေးနေတော့ River Mine လို့ခေါ်တဲ့ company က Gino လာတွေ့ပြီးအုံနောက်အစားထုတ်ကူတာပေးနိုင်ကြောင်းပြောလာတယ်။ Mike ကမယုံမဲတနေ့ကဝင်လာကြောင်း Gino ကဒီလုတ်ထုတ်လုံးนี้ကိုသူကရိုင်လုတ်ခဲ့ဘူးကြောင်းပြောပြီးမတော်တဆမှုတစ်ခုကြောင့်သူ့ကိုတေးလူနီပါဖြစ်ခဲ့ပြီးရဲ့နောက်သူဘလောက်ဆူဆူရွရွဖြစ်နေခဲ့တဲ့ပုံတွေကိုပြသခဲ့တယ်။ဒါကိုကြားပြီး Mike ကဒီဝင်ဆောင်မှုကိုငှားရမ်းဖို့သဘောတူပြီး Gino ကအသေးစိတ်ချက်လက်တွေကိုပြောပြခဲ့တယ်။ခွဲစိတ်မှုအပြီးမှာအမန္တာက ဆာဗိုင်းဝင်ပြီးမှုအတွက်ကူညီဖို့ညတိုင်းတနာရီသို့မဟုတ်နနာရီပို့အိပ်ရလိမ့်မယ်လို့ပြောပြတယ်။မိုက်ကခွဲစိတ်မှုကအခမဲ့ဖြစ်တယ်လို့ကြားရတော့အံ့ဩသွားမိမယ်။နောက်ပိုင်းဝန်ဆောင်မှုကတော့တလကိုဒေါ်လာ300ပေးရတယ်လို့သိလိုက်ရတယ်။ဒါကများပေမဲ့သူကစာချုပ်ကိုလက်မှတ်ထိုးဖို့သဘောတူခဲ့တယ်။ရန်နေငယ်သားမအမန်ဒါကခွဲစိတ်ခံနေကနေလုံးဝကျန်းမာစွာထွက်လာခဲ့တယ်။နောက်ဆုံးစီယုံကနေဆလာရီနေ့မှာမိုက်ကအင်းပြန်လမ်းမှာဝန်ဆောင်မှုအကြောင်းပြောပြတယ်။ အမန္တာကအသက်ရှင်နေရတဲ့အတွက်အရန်ကျေးဇူးတင်ပေမဲ့လှဆင်ပေးချိန်မှုတွေကိုပေးနိုင်ပါမလားဆိုတာမသိချဘူးမိုက်ကအလုပ်ပုလုပ်ပြီးအချွေရီကိုရှော့ချမယ်လို့ကတိပေးတယ်မိုက်နဲ့အမန္တာနေရာလုံးသူတို့ရဲ့အလုပ်တွေကိုပြန်လုပ်နေရကြောင်းဘဝကပုံမှန်အတိုင်းပဲဆက်သွားနေတယ်ဒါပေမဲ့မိုက်ကအတုံးစရိတ်တွေနဲ့လိုက်လျောညှိထွေဖြစ်အောင်နေတိုင်းအချိန်ပိုတွေလောက်လာရပြီးအမန္တာကို မတွေ့ရသလောက်ပါပဲသူကအမန္တာထက်စောနိုးလာပြီးအမန္တာအိမ်ရောက်ဝင်ပြီးမှအိမ်ပြန်ရောက်လာတယ် အချိန်နဲ့ဆက်သွားပြီးနောက်ဆုံးတော့သူတို့ရဲ့နှစ်ပတ်လည်နေ့ပြောင်းလာပြီမိုက်ကရဲဆွဲကိုတေးတေးချာချာမှတ်မိပေမဲ့အမန်ဒါကစီစဉ်ဖို့မေးနေတယ်မိုက်ကသူ့ကိုအရင်စားတော့ဆိုင်ကိုခေါ်သွားချင်တယ်လို့ပြောပြီးအမန်ဒါကသဘောတူပေမဲ့သိစိတ်လို့ရှာနေပုံမရဘူးအမန်ဒါကစားတော့ဆိုင်မှာပတ်စံမဖြုံးသင့်ဘူးလို့ပြောကအိမ်မှာပဲကျင်းပနိုင်တယ်လို့ပြောတယ်မိုက်ကသူတို့ကနှစ်ပတ်လည်နေ့ကိုအမြဲကျင်းပမယ်လို့ကတိပေးထားတာကြောင့်ဒေါသထွက်သွားတယ် ညင်ခုံမှုကတဖြည်းဖြည်းပိုဆိုးလာပြီးမိုက်ကအမန်ဒါကကိုခန္ဓာနဲ့အလုံးမလို့ရတာကြောင့်သူ့လောက်အလုံးမကြိုးစားဘူးလို့ပြောလိုက်တော့ပိုဆိုးသွားတယ်။ယုတ်တရအမန်ဒါကအသက်ရှူရခလာပြီးမေ့လဲသွားတယ်။မိုက်ကထိတ်လန့်တစားဖြစ်သွားပြီးသူ့ကိုစစ်ဆေးပြီးရနောက်စီးရုံကိုသွားဖို့ကားကိုလှည့်လိုက်တယ်။သူတို့နေဆက်ကိုဖျက်ကျော်လိုက်တာနဲ့အမန်ဒါကဘာမှမဖြစ်ခဲ့သလိုနိုးလာတယ်။နောက်တနေ့မှာစုံတွဲကဂင်းတော့ကိုသွားတွေ့ပြီးဖြစ်ခဲ့တာတွေကိုဆွေးနွေးကြတယ်။သူမက အမန်ဒါကကကောက်မော်ရှိရဲလို့ရှင်းပြပြီးမိုက်က cover area ကိုကြော်သွားတာမလို့ညိုလေးကနေထွက်သွားခြင်းရင်အစ်စ်မြင်ထားတဲ့ဝန်ဆောင်မှုအတွက်ဒေါ်လာ100ပေးရမယ်လို့ပြောပြန်တယ်။အမန်ဒါကတနိုင်မှာမဟုတ်ဘူးလို့ပြောပြီးစိတ်ဆိုးသွားတာကြောင့်ကေနော်ကသူ့လက်ရှိဝန်ဆောင်မှုကိုဆက်ထားပြီးအိမ်မနေနိုင်နဲ့လို့ပြန်သတိပေးတယ်။ရက်တွေကြာလာနေမြအမန်ဒါကပိုအိပ်လာပြီးသူကောင်ထဲမှာ electronic တီတိုးတန်တွေချနေရတယ်။မနက်စာဆိုင်ရင်မိုက်ကို ဒါကိုပြောပြနေတော့အမန္တာကစိတ်တွေရှုပ်ထွေးနေတယ်။နောက်ပိုင်းကျမှအမန္တာကတင်ကြားမှုတွေအတွင်ဇွန်ညာရီထည့်သွင်းပြောဆိုလာပေမဲ့သူကိုယ်တိုင်လည်းဒါကိုမသိဘူး။အတန်ပြီးတဲ့နောက်မှာကလေးတစ်ယောက်ကသူ့မိဘတွေကရှင်ပြက်စရာကိုဘလို့ဖြေရှင်ရမလဲဆိုတာအမန္တာကိုအကြံဉာဏ်တောင်းတော့သူမကခရစ်ယာန်ဘာသာရေးအကြံပေးဌာနကိုသွားဖို့ပြောလိုက်တယ်။ဒါကနောက်ထပ်ဇွန်ညာတစ်ခုပဲ။အိမ်ညာမှာစုံတွေကအစ်စ်တွေဖန်တီးဖို့စူးစမ်းပေမဲ့ အမန်ဒါကရွေရောက်ပြီးသူ့ထုတ်ကုန်တွေကိုဆက်ရောက်မှုစူးစမ်းနေတယ်။မိုက်ကသူတို့ရဲ့ပျော်ရှင်စရာအချိန်ကိုရပ်တန့်လိုက်ပြီးအမန်ဒါဘာတွေပြောနေရလဲလို့မေးလိုက်ပေမဲ့သူကတော့ဘာမှမသိဘူး။ပြီးတော့အမန်ဒါကဂျယ်အတစ်တစ်ခုကိုကြီးညာလိုက်ပြီးမိုက်ကဘာဖြစ်နေလဲဆိုတာနောက်ဆုံးတော့နားလေသွားတယ်။နောက်တနေ့မှသူတို့ကခီနိုကိုထပ်တွေ့တော့သမကဒါရီကပုံမှန်အတိုင်းပဲလို့ရှင်းပြလိုက်တယ်။ဒီယာကသူတို့ရမတူညီတဲ့ package တွေရဲ့ပြောင်းလဲမှုရဲ့တစိတ်တစ်ပိုင်းဖြစ်စမ်းသပ်နေရလို့ပြောတယ်။ ပြီးတော့အကြောင်းကြီးကအမန်ဒါကိုခေါ်လိုက်တယ်။ဘာလို့လဲဆိုတော့မိဘတွေကသူတို့သားကိုခရစ်ယာန်ဘာသာရေးအကြံပေးဌာနသွားဖို့အကြံပေးရကြောင်းတိုင်ကြားခဲ့လို့ပဲ။အမန်ဒါကကျောင်းသားတွေကအကြောင်းမလဲပြောမိနေရကိုတီးလိုက်ရတော့စိတ်ပြတ်သွားပြီမင်း။သူရှင်မြလို့မပြီးခင်မှာပဲကျောင်းကြီးကိုနောက်ထပ်ကြောင်ညာတစ်ခုကိုပြောပြလိုက်မိပြန်တယ်။အမန်ဒါအိမ်ပြန်ရောက်တော့မိုက်ကိုသမကအလုံမှာကြောင်ညာရီပဲပြောမိလို့အလုပ်ပြုတ်တော့မယ်လို့ယင်ဖွင့်နေ အမန်ဒါအရာဝင်ပြီးရဲ့နောက်မိုက်ကဧခန်းကိုသွားပြီးတကားကိုကလထိုင်နေပေးလိုက်တယ်။ပြီးတော့မျက်နှာဖုံးဆွလိုက်ပြီးအပူဝင်ဝင်ရဖို့တန်တန်မီမှာအကောင့်တစ်ခုဖန်တီးလိုက်တယ်။ညတိုင်းမိုက်က reality show မှာအာဝင်နေပြီးပရိသတ်တွေကပို့ပြီးယူသွတ်တဲ့အရာတွေကိုတောင်းဆိုနေကြတယ်။အစာပိုင်းမှာသူညင်းပေမဲ့မိမဖြစ်သူရဲ့အုံနာအတူအတွက်ဆက်ပေးရမယ်လို့သတိပေးတဲ့ message တစ်ခုရလိုက်တော့သူ့မှာရွေးချယ်စရာမရှိတော့ဘူး။ရက်တွေကြာလာနေမြအမန်ဒါကညတိုင်းအချိန်တွေများလာခဲ့တယ်။ သူတို့ကဂိနော့ကိုသွားတွေ့ပြီးတမကနာဆောင် system update ကအဲ့ချိန်ကိုနည်းနည်းတိုးလိုက်တယ်လို့ဝန်ခံလိုက်တယ်။အမန်ဒါကတကယ်အစ်ဆက်ချင်နဲ့မတူဘူးလို့ပြောလိုက်တယ်။ဂိနော့ကဒါကအမန်တကယ်ဖြစ်နေရပါလို့အတည်ပြုပြီးအမန်ဒါကို slip မှုထဲမှာထားရကသူ့ owner ဆက်အားကို server တွေအတွက်အသုံးပြုဖို့ပဲလို့ပြောတယ်။တကယ်တော့အမန်ဒါကအိတ်ခွင်တော့မရဘဲဂိနော့တို့အတွက် owner ဆက်အားတွေထုတ်ပေးနေရတာပါ။ package အသက်ဝင်ရင်ဒီဒုက္ခမရှိတော့ဘူးလို့ဂိနော့ကပြောလိုက်တယ်။ အိမ်ညာမှာမိုက်ကပစံအတွက်အရန်စိတ်ပူနေရကြောင့်ညနေဖုန်းကိုချက်ပြပြီးသူ့ဖင်ထဲကိုတခုထည့်ဖို့သဘောတူလိုက်တယ်။နောက်တနေ့မှာသူက အမန္နာကို last package အတွက်12နိုင်အသုံးပြုလို့ရတဲ့အစမ်း3ခွင့်နဲ့အံအားတင်စေခဲ့တယ်။အမန္နာကစမ်းသပ်ကြည့်လိုက်တော့အစားအစာတွေကပိုပြီးအရသာရှိလာပြီးတချင်တွေကနှစ်သမီးတွေတီးဆိုနေသလိုပဲနားထောင်လို့ကောင်းနေတယ်။ချစ်ကြတဲ့ချိန်မှလည်းအမန္နာကမိုက်ထပ်ပူပြောနေတယ်။ မိုင်အလုတ်ကိုရောက်တော့လူတိုင်းကသူ့ကိုတီတိုးပြောနေတာကိုသတိထားမိတယ်။သူ့ရှုပ်ထင်းနေတော့မှပဲ reality show ကသူ့ရဲ့ရှက်စရာပုံတမုံကိုကတ်ထားတာကိုတွေ့လိုက်ရတယ်။ပုံကိုဆိတ်ဖြုတ်လိုက်ပြီးမိုင်ကရှင်ကိုရှာပြီး screen shot ရိုက်တာသူ့လက်ချက်လိုဆွဆဲပြီးထိုးကြည့်တော့တယ်။ရရင်ဆန်ခက်တွေ ဖြစ်တဲ့ပြီးရှင်ကစက်တခုနဲ့တိုက်မိပြီးဒဏ်ရာရသွားတယ်။မိုင်လည်းအလုတ်ပြုတ်သွားတယ်။မိုင်ကအင်ကိုပြန်လာပြီးအမန်ဒါကိုသူ့အလုတ်ထုတ်ခေရပြီးလို့အသိပေးတယ်။ အမန်ဒါကသူ့အုံနောက်အတွက်ချက်ချင်းစိတ်ပူသွားတယ်။ဘာလို့လဲဆိုတော့သူတို့ package ကိုရှင်းချလိုက်ရင်သူ့အုံနောက်ထဲကိုကြော်ညာတွေပြန်လာမှဖြစ်ပြီးသူလည်းအလုပ်ပြုမှမလို့ပဲ။သူတို့ခင်တော်ကိုသွားတွေ့တော့သူမကသူတို့အတွက်ဘာမှလုပ်ပေးလို့မရဘူးလို့ပြောတယ်။မိုက်ကကလေးအတွက်ပတ်စံဆူထားတာပဲရှိရတယ်လို့ပြောတယ်။ခင်တော်ကစွန်တွေကကလေးယူဖို့ဒူစားနေရကိုကြာတော့ကိုဝင်ဆောင်ချင်းကအုံနောက်ကိုပြောင်းလဲစီရာကြောင့်ဒေါ်လာ90ထက်ကုန်ကြတယ်လို့ရှင်းပြတယ်။ ိုက်ကဆိတ်ဆိုးပြီးကင်တော့ကိုစော်ကားပြောဆိုပြီးရုံးထဲကနေထွက်သွားတယ်။တရံမှာတော့လူနှစ်ယောက်ကကလေးပခတ်ကိုလာဝယ်ကြတယ်။အဲကရတဲ့ပစံနဲ့သူကအမန္တာကို River Miles ရဲ့မိနစ်30အစမ်းသုံးခွင့်ပေးတယ်။လက်ဆယ်ရှင်ပြီးတော့အမန္တာကတော်ညာရီထပ်ပြောနေရကြမိုက်ကသူမျက်နှာကိုခေါင်းနဲ့အုပ်ပြီးတက်ပြစ်လိုက်တယ်။အိမ်နောက်မှာမိုက်ကဒါတစ်ချောင်းယူကသူ့ကိုသူလဲအဆုံးသတ်လိုက်တော့တယ်။